ဟယ်လိုအားလုံးပဲမင်္ဂလာပါဆိုဒီနေ့ပြောမယ့်အကြောင်းအရာလေးကတော့ very we e r y very ဆိုတဲ့အကြောင်းအရာလေးပါဆို very ကိုတွေးတဲ့အချိန်မှာသူ့ရဲ့ထူးခြားချက်တွေကဘာပဲဖြစ်မယ်လို့ထင်တယ်အရင်အရင်ဆုံးသိထားတာက very နောက်မှာ adjective လိုက်တယ်ဆိုတာသိထားပြီးသားနောက်တစ်ခုကတော့ very နောက်မှာ above လိုက်တယ်ဆိုတာသိထားပြီးသားပေါ့နော်အာ for example very quickly very beautiful လို့ right ဒါဆိုရင်ဒီ sentence လေးကိုကြည့်လိုက်ပါအောင် the very worst kind of girl you ever meet is her. Very walks. The very thought of going back to my ex makes me want to vomit. Very thought. Being an extrovert is in your very nature. Very nature. What's that? Anna just said that the very same thing, though. The very same thing. Okay, so what about these sentences? These are down in my very and now ma. adjective တော့သုံးပါတယ်ဗောနော် the very walks the very walks up ဘယ်လိုအဓိပ္ပာယ်မျိုးကြီးလဲ the very thought noun like နေရာတွေ့ရတယ်အဲ့တော့အခုဒီဗီဒီယိုလေးမှာပြောသွားမယ့်အကြောင်းအရာကတော့ very နောက်မှာ noun နဲ့အရင်းရင်ဘယ်လိုဖြစ်မလဲဆိုတဲ့အကြောင်းအရာလေးဖြစ်ပါတယ်။ very being an extrovert is in your very nature ။ Oh very နောက်မှာ adjective လည်းမဟုတ်ပါလား။ effort လည်းမဟုတ်ဘူး noun ကြီးဖြစ်နေရပေါ့နော်။ဆိုအဲ့ဒါကိုဆက်ကြည့်ကြမယ်နော်ဒီဗီဒီယိုလေးမှာ။ โอเคပထမအောင်ဆုံး very ကို above အနေနဲ့သုံးရအောင် very as an above as an above above အနေနဲ့သုံးမယ်ဆိုရင် very ရှိမှာပါရှိမယ်เนาะ very ကို above အနေနဲ့သုံးမယ်ဆိုရင် very ကို adjective ရှိမှာ above အဖြစ်နဲ့သုံးပါမယ် adjective ကအနောက်မှာလိုက်မယ်ပေါ့เนาะ very ကဒီနေရာမှာ above အနေနဲ့လှုပ်ဆောင်မယ် ဆိုတော့ဘယ်လိုမျိုးအရာတွေဖြစ်မလဲ very ကို above အနေနဲ့သုံးတဲ့အခါမှာ extremely ဆိုတဲ့အဓိပ္ပာယ်ရတယ် extremely ဆိုတာအလွန်အမင်းအလွန်နော်အဲဒီ extremely ဆိုတဲ့အနေနဲ့သုံးတယ်ဒါကတော့အလုံးသိပြီးသားဖြစ်မှာပါ i say can not understand why she got very angry at me very angry လို့သုံးလိုက်ပြီးဆိုရင်ဒါအချစ်တကယ်ရှိမှာသုံးထားတယ် very ဒါဒီ extremely တဘောပေါ့နော် very angry ဒါလူတိုင်းသုံးနေတဲ့သုံးနှုန်းလေးတစ်ခုဖြစ်ပါတယ် နော်သူကျွန်တော်ကိုဘာလို့ဒီလောက်တောင်အလွန်အမင်းစိတ်ဆိုးနေရလဲဆိုတာနားမလည်ဘူးဆိုတော့ very angry okay အဲဆိုရင်တခြားအသုံးတစ်ခုအရောဘယ်လိုဖြစ်မလဲ very ကိုဒီတစ်ခါလည်းပဲ above အနေနဲ့ပဲသုံးအောင်မယ်ပေါ့နော်အဲ့တော့ very ကို above အနေနဲ့သုံးမယ်ဆိုရင်သူ့နောက်မှာ adjective ရှိမယ်နော်ဒါကတော့ဒါမူလတိထားပြီးသားအတိတ်ပဲအခုဒီတစ်ခါသုံးမယ်အသုံးလေးက very နောက်မှာ same လိုက်မယ်အသုံးလေးပေါ့နော်အဲ very နောက်မှာ same ဆိုတဲ့ adjective လိုက်မယ် အဲ့ဆိုရင်ဘယ်လိုအသေးပဲဖြစ်သွားမလဲတခုခုကိုအရင်ကလှုပ်ဖူးခဲ့တယ်နော်လှုပ်ဖူးခဲ့တယ်ဆိုတာကိုပိုအလေးပေးပြီးတော့ပြောချင်တဲ့အခါမျိုးမှာ very plus same ဆိုပြီးတော့သုံးပါတယ်အရှင်ကကိုလုတ်ဖူးခဲ့တဲ့အကြောင်းအရာကိုတပုံစံနဲ့ဒီလိုမျိုးပဲအတူတူပါပဲဆိုတာမျိုးပေါ့နော်အဲ့ဒါကိုအလေးပေးပြီးတော့ပြောချင်တာ This is exactly the very same thing we did last time ငါတို့နောက်ဆုံးလုတ်ခဲ့တာကလည်းဒါမှဒါအတိအကျပဲနော်နောက်ဆုံးလုတ်ခဲ့တာဒီလိုပဲအတိအကျပဲဆိုတာကိုပို့ပြီးတော့အလေးပေးပြီးပြောချင်တာ This is exactly the same thing we did last time လို့ရေးလဲရတာပဲအဲ့လိုမဟုတ်ပဲね very same နော် this is exactly the very same thing we did last time very same ဆိုတော့ပို့ပြီးတော့ emphasize လုပ်လိုက်တဲ့သဘောပေါ့နော်အဲအဲ့အနေနဲ့လဲသုံးတယ်အဲဆိုရင် very same ဆိုတဲ့အတွဲလေးမှတ်ထားပေါ့နော်နောက်တစ်ခုကဘယ်လိုသုံးအောင်မလဲဆက်ကြည့်ရအောင် very ကိုပဲဒီတစ်ခါ effort အနေနဲ့သုံးအောင်မယ်ဒီတစ်ခါတော့သူ့ရဲ့အနောက်မှာ very own ဆိုပြီးတော့လိုက်တယ် เนาะคุณน่ะตรงอ่ะ very same อะคืออ่ะ very on အဲ့တော့ on ဆိုတဲ့အနေနဲ့လိုက်ချင်တဲ့အခါရင်ဒုတိယရဲ့ပိုင်ဆိုင်မှုကို အလေးပေးပြီးတော့ပြောချင်တဲ့အခါမျိုးမှာ very on ဆိုပြီးတော့သုံးတယ် no one can stop me because it's my very own money is my own money ဆိုရင်မရဘူးလားရတာပေါ့ is my own money ကပုံမှန်ပဲပြောလိုက်တာဒါပေမဲ့ is my very own money လို့ပြောလိုက်ခြင်းအပြင်ဒါဒါငါပတ်စံမှာငါပတ်စံတော့ဘယ်သူမှငါ့ကိုတားလို့မရဘူးဒါငါပတ်စံငါအပိုင်ပဲဆိုတော့အတိတ်ပဲပေါ့နော် very own very own ဟုတ်ပြီနော်ခုနကတော့ကြာတော့တထရာတဲ့တခုတဲ့အတူတူပဲလုပ်ခဲ့တာဆိုရင် very same the very same thing the same thing လို့ပြောလဲရတယ်ဒါကို the very same thing လို့ပြောတယ်အခုဟာကတော့ very own many ပေါ့နော် very own ဆိုပြီးတော့ ဘယ်ရီလေးထည့်ပြီးတော့ကိုလေးနဲ့အောင်လို့အလေးပေးပြောချင်တဲ့ခါတွေမှာသုံးတာပေါ့နော်။ Okay အဲဆိုနောက်တစ်ခုဒီတစ်ခါလဲ effort အနေနဲ့ပဲသုံးအောင်မယ်တဲ့။နော်ဒီခါသူ့နောက်မှာပါလိုက်မယ်ကြည့်အောင်။ဒီတစ်ခါတော့သူ့နောက်မှာ super lactic acid တွေလိုက်ပါမယ်နော်လေးနက်စေခြင်းနဲ့အတွက်ပဲသုံးတာနော်လေးနက်စေခြင်းနဲ့အတွက် super lactic acid တွေရဲ့ရှေ့မှာ berry ကိုထည့်ပြီးတော့သုံးမယ် the very best thing you can do right now is to stay quiet the best thing you can do right now လို့ရှိလဲရရဲဒါပေမဲ့ပိုလေးနာအောင်လို့ very နဲ့ထည့်သုံးလိုက်တယ် the very best thing you can do right now is to stay quiet နေခုအကောင်းဆုံးတကယ်ကိုလုပ်ပြီးနိုင်တဲ့ရာတိတ်တိတ်နေပြီဖို့အဲဆိုတော့ very ထည့်လိုက်ခြင်းအဖြစ်ပို့ပြီးတော့လေးနံပါတ်အဲ့ဆိုအခုပြောခဲ့တဲ့တင်းမှာ၃ခုပြောခဲ့တယ်ပထမတစ်ခုကတော့ extremely အနေနဲ့သုံးတဲ့ very ပေါ့နော်အဲ့တော့ very နောက်မှာအဲ adjective တစ်ခုလိုက်မယ် very adjective မဆိုလိုက်လို့ရတယ် very angry very happy very beautiful extreme အနေနဲ့တုံးတယ်ဒုတိယတစ်ခုကတော့ဘာဖြစ်မလဲဆိုရင် very နောက်မှာ same လိုက်တယ်เนาะအဲ့ဒါတထက်ထက်တထီရနဲ့အတူတူလောက်ခဲ့တယ်ဆိုတော့ပို့ပြီး၄နာအောင်တုံးတာအခုအဲနောက်တစ်ခုကဘာလဲ very own ပေါ့เนาะ very own ဆိုတဲ့အဓိပ္ပာယ်ကလည်းဒီကိုယ့်ရဲ့ပိုင်ဆိုင်မှုမှာဒါငါပိုင်တဲ့အရာလေးဆိုတာကိုပို့၄နာအောင်ကြည့်တာ my own house my very own house เนาะ အဲအခုပြောသွားတဲ့အရာလေးကတော့ very plus superlative adjective ဆိုတဲ့ literary ပေါ့နော်ဒါလည်းပို့ပြီးတော့ emphasize လုပ်ခြင်းတဲ့အခါတွေမှာသုံးပါတယ်အဲ့တော့ကိုစာကြောင်းရေးတဲ့အခါမှာကိုက emphasize လုပ်ခြင်းနဲ့ပို့အလေးပေးပြီးတော့ပြောခြင်းတဲ့အခါမျိုးတွေမှာ very နော် very adjective ကတော့သုံးနေကြအဲ့တော့ very same သုံးမလားနော် the same thing လို့တွေ့ရင် very same thing very own နော် my own house ဆိုရင် very own house very superlative degree နဲ့သုံးမယ်ပေါ့နော် okay ရမယ်လို့ထင်ပါတယ် so ဒါဆိုရင်နောက်ထပ် ဘယ်ရီကိုဘယ်လိုထူးထူးခြားခြားသုံးအောင်မလဲဆက်ကြည့်အောင်ဒီတစ်ခါဘယ်ရီကို effort နဲ့မသုံးတော့ဘူး adjective အနေနဲ့သုံးမယ်တဲ့အဲ့တော့ adjective အနေနဲ့သုံးတော့မယ်ဆိုတော့ဘယ်ရီရဲ့နောက်မှာနှောင်းလိုက်မှာပေါ့နော်အဲ့တော့ဘယ်ရီရဲ့နောက်မှာနှောင်းလိုက်တော့မှာဘယ်ရီက adjective ဖြစ်မှာလေဆိုတော့ adjective plus noun ဆိုတဲ့ပုံစံဆိုတော့ဘယ်ရီကိုနှောင်းရှေ့မှာ adjective အနေနဲ့သုံးမယ်အဲ့တော့သူ့ရဲ့အနောက်မှာနှောင်းနေလိုက်တာကိုတွေ့ရလိမ့်မယ် ဆိုဘလို့ဟာမျိုးလဲကိုပြောနေတဲ့အကြောင်းအရာကိုအလေးထားပြောခြင်းတဲ့အခါမှာအလုံးကတော့အလေးထားပြောခြင်းတဲ့အခါမျိုးတွေမှာသုံးတာပဲเนาะအဲ့တော့ကိုပြောခြင်းတဲ့အရာကိုကိုကအလေးထားပြောခြင်းတဲ့အခါမှာ very now ဆိုပြီးတော့သုံးတယ် for example a one week break from everything is the very thing i need right now the thing i need right now လို့ရှိလေရတယ် the thing i need right now the very thing i need right now ဆိုတော့ငါခုချက်ချင်းလုပ်ရမယ့်အရာဒီအရာပဲအဲ့အရာကအရာလုံး ਨੇ တပတ်လောက်ဆက်သွယ်ဖြတ်ဖို့ပါပဲဆိုပြီးတော့ the very thing နော်အဲ့ထပ်ပြီးတော့ emphasize လုပ်လိုက်တဲ့သဘောပါ very plus now okay အဲ့ဆိုနောက်တစ်ခုထပ်သွားကြည့်အောင်မယ်နော်ဘာလေးဖြစ်မလဲဆိုပြီးတော့ဒီတစ်ခါလဲ very ကို adjective အနေနဲ့ပဲသုံးအောင်မယ်အဲ့တော့သူကကြတော့အချိန်နေနေရာတွေအကြောင်းရင်းတွေကိုအလေးပေးပြောခြင်းနဲ့အခါမျိုးမှာ very time very place very reason ဆိုတော့သူတို့ရဲ့အနောက်မှာပေါ့နော်အချိန်နဲ့ဆိုင်တဲ့စကားလုံးတွေလိုက်မယ်နေရာနဲ့ဆိုင်တာတွေလိုက်မယ်အကြောင်းပြချက်တွေလိုက်မယ်အဲ့ချိန်မှာ very ထည့်ပြီးတော့သုံးလိုက်ရင်ပို့ပြီးတော့လေးနဲ့သူတို့ဖြစ်သွားတယ်ပေါ့နော် they met at the very end of the story they met at the end of the story နော် story ရဲ့နောက်ဆုံးမှာတော့သူတို့တွေ့သွားပါတယ်အဲ့တော့မှ very တွေထက်ထည့်လိုက်တယ် they met at the very end of the story နောက်ဆုံးပေါ့ story ရဲ့နောက်ဆုံးမှာသူတို့တွေ့ကြတယ်တည်းနော် the very end ဗလန်းဆုံးမှာသူတို့တွေ့ဆုံခဲ့ပိုလေးနာအောင်ကြီးတာ the very reason we are doing this is because we stay care for you ငါတို့ဒါကိုလုပ်နေတဲ့အကြောင်းရင်းကမင်းကိုဂယုဆိုင်လို့ပဲဆို the reason we are doing လို့ရှိလဲ is okay ဒါပေမဲ့ပိုလေးနာအောင်ငါတို့ဒါကိုလုပ်နေရဘာကြောင့်လုပ်နေရလဲသိလားမင်းကိုဂယုဆိုင်လို့ပေါ့ဆိုတော့ပိုလေးနဲ့စေချင်တာ very reason the very reason โอเคအဲ့တော့ခုနပြောသူတို့ very ရဲ့နောက်မှာဘယ်နောက်မဆိုလိုက်လို့ရတယ်အဲ့ဒါဒီပိုလေးနောက်အောင်ရှိတာ very ရဲ့နောက်မှာအချိန်ပြသကလုံးနေเนาะအဲ့ဒါမှ end of the story ဆိုရင်ချိန်ပြပေါ့နော်အာ place တွေဟလား reason တွေအဲ့လိုစကလုံးတွေလိုက်မယ်ဆိုရင်လည်းအလေးပေးပြီးတော့ပြောချင်တဲ့အခါမျိုးမှာသုံးတယ် okay နော်အဲ့ချိန်မှာတော့ very က adjective နေရာကနေလောက်ဆောင်တယ် very plus noun ပေါ့နော်ဟုတ်ပြီအဲ့ဆိုရင်နောက်ထပ်ဗာမျက်ရှိအောင်မလဲအာဒီတစ်ခါတော့ နောက်ဆုံးအနေနဲ့ EDN လေးတစ်ခုကိုပြောပြပါမယ်။ Okay EDN လေးတစ်ခုကိုမပြောခင် Okay revision ပြန်အောင်မယ်နော်။အဲ့တော့ revision ပြန်မယ်ဆိုရင်အရှိရ berry ကို ff အနေနဲ့သုံးတဲ့အသုံးလေးကိုပြန်ပြောမယ်။ berry plus adjective နော်။ berry နောက်မှာပဲ adjective မျိုးဆိုလိုက်လို့ရတယ်။အထိပ္ပယ်ဒီပါလဲ extremely ဆိုတဲ့အထိပ္ပယ်နဲ့သွားတူပါတယ်။အလွန်အကျွမ်းအလွန်အမင်းပေါ့နော်။ဆိုနောက်တစ်ခုကတော့ berry နောက်မှာဗာလိုက်တာလဲဆိုရင် very same နော် very same လို့ပြောခြင်းအပြင်ပိုလေးနက်အောင်ပြောတာပါ very same the same thing လို့မရေးဘဲနဲ့ the very same thing လို့ရေးလိုက်လို့ရတယ်ပိုလေးထားပြီးတော့ပြောခြင်းတာ next one ကတော့ very own right very own တည်တဲ့ဒီလိုပဲပေါ့နော် so my uh my own laptop this is my own laptop လို့ပြောမယ်စား this is my very own laptop လို့ပြောလိုက်ခြင်းအပြင်ပို့ပြီးတော့လေးနက်သွားတယ်နောက်တစ်ခါကတော့ very နောက်မှာ degree 3 superlative degree တွေလိုက်ချင်းရဖြစ်ပေါ့နော်ပို့ပြီးတော့၄နာရောင်ပြောမယ်။ဥပမာဆိုရင် the most beautiful girl the very most beautiful girl နော် very လေးထည့်လိုက်တာ။ဒါတီအာ very ကို effort အနေနဲ့သုံးတာသူနောက်မှာ adjective ရှိမယ်နော် same own ဆိုတာ adjective တွေပေါ်ရှိမယ်။အဲ့ဆိုဒီ very က effort ဖြစ်သွားတယ်။နောက်ထပ်တစ်ခုပြောလိုက်တာ very ကို adjective အနေနဲ့သုံးတဲ့ဟာအဲ့ဆိုသူအနောက်မှာ noun ရှိရမယ်ပေါ့နော်။အဲ့တော့ very plus noun ဆိုပြီးတော့တုံးပြပါတယ်ဒါလည်းပုံလေးနဲ့ကိုပြောချင်တာ the thin ဆိုရင် the very thin ဆိုပြီးတော့ရေးလိုက်တယ်နော်နောက်တစ်ခုကလည်း very နောက်မှာအဲဘာလိုက်လဲဆိုရင်ဥမာအချိန်အချိန်နဲ့ sign နဲ့စကားလုံးနေသွားတယ်အာနေရာနဲ့ဆိုင်တဲ့စကားလုံးနေလိုက်တယ် reason နဲ့ဆိုင်တဲ့စကားလုံးနေလိုက်တယ်နော်ဆိုရင် the the end of the story the very end of the story ပေါ့နော်အာ the place ဆိုရင် the place ဆိုရင် the very place တို့ရေးလိုက်ခြင်းအဖြစ်ပို့ပြီးတော့ ဒီနှောင်းကိုလေးနက်အောင်ပြောလိုက်တာပေါ့နော်အဲ့တော့ဒါတွေကတော့အရှိမဘယ်ရီနဲ့ပတ်သက်ပြီးတော့ပြောခဲ့တဲ့အကြောင်းအရာလေးတွေဖြစ်ပါတယ်ဒါဆိုရင်နောက်ဆုံးပြောမယ်ဆိုတဲ့ EDM လေးကဘာဖြစ်မလဲ EDM လေးကနေတအားစိတ်ဝင်စားဖို့ကောင်းတယ်နော် EDM လှက်လှလေးတလုံးဒီမှာမိတ်ဆက်ပြီးသွားမယ်ဆိုတော့ဒီ EDM လေးကတော့ဘာဖြစ်မလဲဆိုရင်ဒီမှာတွေ့တဲ့အတိုင်းပါပဲ very angst တဲ့เนาะ very angst ဆိုတဲ့ EDM လေး very angst ဒီကိုမျက်စိရှည်တင်ဆိုတဲ့အဓိပ္ပာယ်လေးပါပဲ နော် very eyes မျက်စိရှိမှာတဲ့ right before my very eyes he took her hand and left အဲ့တော့ငါမျက်စိရှိလေးတင်ပဲအခုပဲငါမျက်စိရှိမှာပဲ right before my very eyes in front of my eyes so in front of me နော်အဲ့လိုလေးသုံးမဲ့အစား right before my very eyes he took her hand and left ငါမျက်စိရှိမှာရင်သူ့လက်ကိုဆွဲပြီးထွက်သွားတာပေါ့ထွက်သွားတာ very eyes okay so ဒီနေ့အတွက် ပြပြသွားတယ် very ရဲ့အတုံးလေးတွေ effort အနေနဲ့တုံးတာလေး edge တွေအနေနဲ့တုံးတာဒီ idiom လက်လာလေးတစ်လုံးကိုလည်းမှတ်မိလိုက်မယ်လို့ယုံကြည်ပါတယ်เนาะအဲ့တော့ very eyes เนาะမျက်စိရှိမှတယ် now you can watch this movie you can watch this movie and learn the use of very okay so thank you so much for watching this video ောက်ဗီဒီယိုလေးတွေမှာ berry အုံလေးတွေနဲ့ပြန်တွေ့ကြပါမယ်เนาะအဲ့တော့ဒီမှာဒီ berry အုံလေးတွေကိုနောက်ဆုံး idiom လေးကိုမှတ်မိလားနောက်ဆုံး idiom လေးဒီ berry ang ဆိုတဲ့ idiom လေးပါပဲကိုယ့်ရဲ့မျက်စိရှိမှာတယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်เนาะအဲ့တော့ berry ang ဆိုတဲ့ idiom လေးပါ see you